ရတဲ့မှာနာခဲ့မြေရတော့တဲ့ Margaret Rashford Margaret Rashford ရူဘီယာမရဲ့လက်အောက်မှာ United မှာနောက်ထပ်ကစားလာဖို့မရှိကြောင်းဆိုသွားပြီးနာခဲ့ကိုလင်းစလိုဆုံးဖြတ်သွားမှာမဟုတ်ကြောင်းလည်းဖွင့်အားပြောဆိုလာပါသည်။ Margaret Rashford ဖေဖော်ဝါရီလမှာ Stormilla အသင်းကိုငှားနေပြောင်းရွှေ့ပြီးရနောက် Stoder မြောက်ကိုအဖြစ်ယမန်လေးက Man City အသင်းကိုနောက်ကိုကိုနဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်မှာ Penalty ကနေတဆင့်သွင်းယူပေးခဲ့ပါသည်။အင်္ဂလန်နိုင်ငံရဲ့ငှားစားချုပ်ပါအခုရောက်တဲ့အကောင်မှာကုံဆုံးမှလည်းပဲဖြစ်ပါသည်။ တွာရီရတဲ့အသေးနဲ့နောက်28ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပေမဲ့လည်းနေပြည်တော်အမော်ရီရဲ့အစမပြေမှုနဲ့အုတ်ထုတ်ဖို့ကိုပြန်လာဖို့မရေမရာဖြစ်နေတာလည်းပဲဖြစ်ပါလိမ့်။မာဂရက်ရက်ရှ်ဘိုကငားချတော့ကလည်းနေပြည်တော်အမော်ရီကမာဂရက်ရက်ရှ်ဘိုကကိုယ်စားတင်တယ်လို့ဘောလုံးစားတာမြင်ရဖို့မလွယ်ပါဘူး။ကျွန်တော်သိတယ်လို့လည်းသူလေးမကျင့်ပါဘူးလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။တပတ်မလေးရတဲ့အသင်းကနွေရသေးမှာမာဂရက်ရက်ရှ်ဘုတ်ကိုအပြည့်အစုံရောင်းချမလားဒါမှမဟုတ်နောက်ထပ်ပဲအငှားချသွားမလားဆိုတာနဲ့ပတ်သက်ပြီးစုံရက်ချက်ချရမှာလည်းပဲဖြစ်ပါလိမ့် မိုင်းရတဲ့နေရာမှာတိုင်းမြတ်တာစွာသုံးဆွေဥပဒေနဲ့ညှိစွန်းနေပြီးမြေရာဒီမှာဇာမာသစ်ခေါ်ယူအတွက်ကစားမလို့ရောင်းချမှုပြုလုပ်ရမှလည်းဖြစ်ပါလိမ့်မယ်။မာဂရက်ရန်ရှူအောင်ဆောင်းအဒီမှာဗီလာကိုငှားနေပြောင်းရွှေ့ပြီးနောက်အကောင်းဆုံးပုံစံနဲ့ဇာနေတာဖြစ်ပြီးခေါ်ယူတဲ့ကလပ်တွေကလည်းတန်းစီထွက်ပေါ်နေတာလည်းဖြစ်ပါလိမ့်။တွာစတော်မီလာအသင်းအတွက်လေးကိုသွင်းယူထားပြီးထောက်ချိန်ဖန်နှိမ့်မှုပြုလုပ်ပေးထားပါလိမ့်။တပတ်မှလည်း market rush ကိုခေါ်လို့တဲ့ကလပ်တွေအတွက်ပြဿနာတရက်မှာကစားမရဲ့လောက်ခလာစာ level ဖြစ်ပါလိမ့် ။ဒါပြန်စတော်မီလာအသင်းနဲ့ online အမရိကတော့ working ကိုရန်ကုန်မှာထိုင်ခိုင်းထားပြီးတော့ market rushwood ကိုအားပြီးအသုံးပြုနေတာလည်းပဲဖြစ်ပါလိမ့်။ဒါပြင် market rush ပေါ်နေတဲ့ Sanene Palace နဲ့ Avila Semi Final ပွဲစဉ်ကိုဆက်လက်ခြေစွမ်းပြသနိုင်မယ်ဆိုတော့ထိုင်သင်းလက်တွေရဲ့စိတ်ဝင်စားမှုကိုပိုမိုရရှိလာမှလည်းပဲဖြစ်ပါလိမ့်။ယူရက်ကတော့ market rush ကိုရောင်းချခြင်းမပြုလုပ်နိုင်ဘူးဆိုတော့ဈာမအလဲထက်လို့ရမှာအတုံးချလာနိုင်တာလည်းပဲဖြစ်ပါလိမ့်။နောက်ပိုင်းလတွေမှာလည်းဘောသင်းမှာဒါဝင်နေတဲ့တရားပွဲထွက်နေရာပျောက်ဆုံးနေရာတဲ့အဓိကအကြောင်းရင်း ဒါဝင်လင်းနဲ့ဇာနာဝိုင်းလတွေမှာလဘောင်းသင်းမှာဝတ်ထွက်ခွင့်နေရာပျောက်ဆုံးလာခဲ့ပါလေ။အာဒါရ်ဆန်ကနေရွယ်တန်းစင်မွာကူရာသီလဘောင်းသင်းရဲ့ပရီးမီးယားလိပွဲစဉ်30ဇာထားရမှာရှစ်ပွဲတည်းသာပွဲထွက်ဇာခွင့်ရရှိထားပါလေ။ဒါပင်သူကချန်ပီယံလိမှာလည်း9ပွဲနဲ့ပဲပွဲထွက်ခွင့်ရရှိထားပါလေ။လဘောတဲ့နီးပြားအနစ်စတောကအခုနေ့အစောပိုင်းတော့ကဥရုဂွေတိုက်စစ်မှုရဲ့လောအောင်လွန်းနဲ့ပတ်သက်ပြီးဝေဖန်မှုပြုလုပ်ခဲ့မှုတွေရလည်းပဲဖြစ်ပါလိမ့် တဝါလီလိုဝေဖန်ခံရပြီးတဲ့နောက်မှာတော့ပရီးမီးယားလိပွဲစဉ်တဝဲတဲ့သားပွဲထွက်ခွင့်ရရှိခဲ့တာဖြစ်ပြီးလိုရာဒီမှာဖီးကလည်းထွက်ခွာမယ်လို့တော့ကြေပြန့်စွာသတင်းတွေထွက်ပေါ်နေတာလည်းပဲဖြစ်ပါလိမ့်ဒါပေမဲ့လည်းပေါ်ရီသင်းစာရဲ့ဆိုရာဒေါလင်းနဲ့ဆက်အခုရာဒီဘွက်ထွက်ခွင့်မရတဲ့နောက်ွယ်ကအဓိကအကြောင်းရင်းကိုဖွင့်ချလာခဲ့ပါလိမ့်။ဒါတော့ဒါမနူနဲ့ဆာလုံခဲ့တဲ့3နှစ်နီးပါးခန့်နှုန်းကဗီမီကာအသင်းမှာပေါင်85တန်းနဲ့ပြောင်းရွှေ့လာပြီးနောက်ပရီးမီးယားလိနဲ့ချန်ပီယံလိ49ဘွက်ထွက်ခွင့်ရရှိထားပါလိမ့်။ ဘော်ဒီဂီမီဒီယာရဲ့ဖော်ပြချက်အရလမောင်သိန်းဟာဒေါနီနက်စ်ကိုအပွဲ90ပွဲထွက်စားပြီးတဲ့အချိန်မှာဗေမီယာသိန်းကိုစုချင်းငွေပေါင်၄တန်းမှ၃တန်းထပ်မံပေးရမှာဖြစ်လို့အခုလိုပဲပွဲထွက်စားမှအဖြစ်အသုံးမပြုတာဖြစ်ကြောင်းသိရှိရပါတယ်။တပတ်မှလည်းဒေါနီနက်စ်ဟာကွင်းတွင်းမှာလည်းခြေစွမ်းကြဆင်းနေတာလည်းပဲဖြစ်ပါလိမ့်။သူအခုရာသီပြိုင်ပွဲအရရ42ပွဲကစားထားရမှာ9ဂိုးတည်းသာတွင်းယူထားနိုင်တာလည်းပဲဖြစ်ပါလိမ့်။သူအခုခုနှစ်ကြိမ်အထိတော့ဖန်နေမှုပြုလုပ်ပေးထားတာလည်းပဲဖြစ်ပါလိမ့်။ ဘေးအားတွေကိုလောင်စာအဖြစ်အသုံးပြုပြီးတော့တိုးပန်သွားမယ်ဆိုတဲ့နေပြတီအန်စလော့ဒီနေပြတီအန်စလော့ဒီကရီယယ်မထွက်သေးမှကြုံတွေ့နေရတဲ့ဖီအားတွေကိုတိုးဆိုကြောင်းဒါရီယိုလောင်စာအဖြစ်အသုံးပြုသွားမှာဖြစ်ကြောင်းဖွင့်ရပြောဆိုလိုက်ပါလိမ့်နောက်နစတကုနေမှာဗရန်သိကလည်းဒုတိယအကြိမ်မြောက်ရောက်ရှိလာပြီးတဲ့နောက်ရီယယ်မထွေအသင်းအတွက်လာလီကာဘလာ2ကြိမ်ဂျမရီဘလာ2ကြိမ်ရယူပေးထားတဲ့နေပြကြီးအန်စလော့နီယာခုရာသီအခက်ခဲတဲ့ရာသီတစ်ခုကြုံရပြီးတဲ့နောက်ရာသီအကုန်မှာထုတ်ပယ်ခြင်းခံရလိမ့်မယ်လို့သတင်းတွေကြဲကြဲလောင်လောင်ထွက်ပေါ်နေလာလည်းပဲဖြစ်ပါလိမ့် ရီယယ်မန်တွေ့ရတဲ့အချက်မလေးကွာတော့ဖိုင်နယ်မှာအစနေတဲ့ကိုရှုံးနေပြီးတော့ထွက်ခွာထားရပါလိမ့်။သူတို့ကလာလီဂါမှာလည်းရာသီသိမ်းမှု၅ဝက်တာလွှတ်တော့တဲ့အချိန်မှာထိတ်ဆုံးမှာဘာစီလိုနာအသင်းနဲ့၄မှတ်သားကွာဟနေတာလည်းပဲဖြစ်ပါလိမ့်။နေပြန်စတော့ဒီနေနဲ့ဂရုပကောမှာဘာစီလိုနာအသင်းနဲ့ကိုပါလီဖလာဘိုလူပွဲကစားရဖို့ရှိနေပြီးဒီပွဲစဉ်အနိုင်မရရှိဘူးဆိုတော့ဖီအာရီပုံမှုကြားရောက်လာမှလည်းပဲဖြစ်ပါလိမ့်။ ရီယယ်မက်ဒရစ်နဲ့ကိုပါလီဘောလုံးပွဲမှာဘာစီလိုနာအသင်းကိုရှုံးလင်းခဲ့မယ်ဆိုတော့နေပြချင်းအန်စတော်ဒီကိုချက်ချင်းပဲထုတ်ပယ်လာလိမ့်မယ်လို့သတင်းတွေထွက်ပေါ်နေပြီးနေရာဒီမှာလေးပါဦးစင်တဲ့နေပြဇာဘီလွန်ဆိုခန့်အပ်မယ်လို့လည်းသိရှိရပါတယ်။ဒါမှလည်းပဲနေပြချင်းအန်စတော်ဒီကကလပ်ကပြီးခဲ့တဲ့နှစ်တုန်းကထက်ရှုပ်ထွေးတဲ့နှစ်တနည်းနဲ့ကြုံတွေ့နေရပါတယ်။ခက်ခဲတွေကိုကျွန်တော်တို့အတူတူစီမံဖြည့်ရှင်းနေပါတယ်။ဟန်နီမွန်ကဆက်သွားနေပါတယ်။ဘီအာရီရဲ့ရန်ကြီးလို့အရန်လက်ပြောပါတယ်။ဒါမှလည်းပဲဒါဟာအမြဲရှိနေတာပါ။အောင်မြင်မှုမှလည်းကအလိုမှာပါပဲ။ ဒီတော့ဖျားတွေကတော့တိုးတက်လာတာတော့ပုံမှန်ပါပဲဒါပေမဲ့အဲ့ဒီလိုဖျားတွေဆိုတော့ကျွန်တော်တို့အတွက်လောင်းစားပါပဲစိတ်ပြည့်စရာမဟုတ်ပါဘူးအများကြီးတွေးတော့ဖို့အတွက်စွန့်ရင်ပေးပါလိမ့်မနဲ့မိုးလင်းလို့ထလာတိုင်းအားလုံးအဆင်ပြေနေတော့မှာပဲလို့ဖွင့်ရအောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်ရီယယ်မရီနေရလာမဲ့မေလာမှာဘာစီလိုနာအသင်းနဲ့လာလီဂါပွဲစဉ်ရင်ဆိုင်စားရမှာဖြစ်ပြီးဒီပွဲစဉ်ကလာလီဂါဖလားအတွင်းအဆုံးဖြတ်ပွဲစဉ်ဖြစ်လာဖို့ရှိနေရလည်းပဲဖြစ်ပါရည် တကယ်လို့များလာလီကာရောကိုပါရီရောမရရှိဘူးဆိုတော့အနာဂတ်ဘယ်လိုတွေဖြစ်လာမလဲဆိုတာနဲ့ပတ်သက်ပြီးတော့နေပြတီအန်စလော့ဒီကဘောလုံးမှာမဆိုဖြစ်သွားနိုင်ပါလိဘာတွေပဲဖြစ်လာဖြစ်လာကျွန်တော်အနေနဲ့အံ့ဩစရာတော့မရှိတော့ပါဘူးဘယ်သူနဲ့မှမပေါ်တိုက်ပါဘူးဒီလိုကိုကျွန်တော်ချစ်ပါလိပရမချိန်တုန်းကလည်းချစ်ပါလိအခုဒုတိယအချိန်လဲကျွန်တော်ချစ်ပါလိတနိုင်ဆုံးအကြာကြီးကန်တွေခြင်းပါလိဒီနေ့အဆုံးသက်လာရင်လဲကျွန်တော်ဂုံယူနေမှာပေါ့ကလပ်ကိုအလေးပြုပါလိတိထက်မပိုးပါဘူးလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိ ချန်ပီယံလိမှာနေပြည်တော်တယောက်ဘလို့ဂိမ်းလန်နေဆွဲလာမလဲဆိုတာကိုကြိုသိနေတဲ့ဆိုတဲ့ PSG အသင်းရဲ့နေပြား Louis Enrique PSG အသင်းရဲ့နေပြား Louis Enrique ကချန်ပီယံလိ semi final မှာထိတဲ့ရင်ဆိုင်ရတဲ့အချိန်မှာအာဆင်အသင်းတို့ဘလို့ဂိမ်းလန်နေပြုတ်လာမယ်ဆိုတာကိုကြိုသိနေကြောင်းခွင့်အားပြောဆိုလိုက်ပါတယ်စပိန်မျိုးနေပြားနှစ်ဦးဟာချန်ပီယံလိ semi final မှာညင်ရင်ချင်းရှင်ပြိုင်လာကြရမှာလည်းဖြစ်ပါလိမ့်လူးဝစ်အင်နီဗီကာအာဆင်နယ်မှာဘလိုပုံစံမျိုးနဲ့ဘွတ်ထွက်လာမလဲ ဇော်စစီကိုရမယ်ဆိုရင်အစီအစဉ်ကိုဘလို့အပြောင်းလဲလောက်လာမယ်ဆိုတော့တိုတင်ခံမှန်းပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။အာဆင်နယ်နဲ့ရီယယ်မန်ထွေအသင်းကိုနှစ်ကြော်ပေါင်းရလက်ငါးဂိုးတကွနဲ့နားရရှိကြတာဖြစ်ပြီး၂၀၁၈ခုနှစ်နောက်ပိုင်းပရမဆုံးဂျင်ပြီးချန်ပီယံလိဆီမီဖိုင်နယ်ကိုတက်ရောက်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။တပတ်မှလည်း PSG အသင်းကလည်းစတိုမီလာအသင်းကိုနှစ်ကြော်ပေါင်းရလက်၅ဂိုး၄ဂိုးနဲ့နိုင်ယူပြီးတော့ဆီမီဖိုင်နယ်ကိုတက်ရောက်လာခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ဒီနေ့သိရပြီလား29ရက်နေ့အင်္ဂါနေ့မှာအမေရိကန်မှာ WWE Semi-final ပရမတ်တော့ရင်ဆိုင်စားရမှာဖြစ်ပါလိမ့်။အာဆင်နယ်နဲ့ဝက်စင်အတွက်ဘလို့တွေပြင်ဆင်လာမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ Louis Enrique ကကျွန်တော်ရင်ဆိုင်ရမယ့်အာဆင်နယ်အသင်းဆိုတော့ဘာလဲဆိုတာကိုသိဖို့လိုပါလိမ့်။သူတို့တွေဂိုးတွေမြန်မြန်ဆန်ဆန်ရသွားမယ်ဆိုရင်သူတို့တွေစုပြုံပြီးတော့ကန်စစ်ကိုပိတ်ဆို့စားသွားပါလိမ့်မယ်။ဝဲစားသူတို့ press အများကြီးလုပ်ပါလိမ့်မယ်။တို့တို့အံဝင်အောင်ကစားသွားရပါမယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလိမ့်။ PSG အသင်းအားလုံးနဲ့နှစ်ပတ်ခရီးကလူကူဝမ်ချန်ပီယံဖြစ်တော့ပေမဲ့လည်းလူကူဝမ်ရာသီအားရှုံးဝမ်ပကြီးမှတ်တမ်းနဲ့ရာသီသိမ်းနိုင်ရေး PRB ကြာရောက်နေတာလည်းပဲဖြစ်ပါလိမ့်။သူတို့ကဗလာ25နှစ်အသောညာနေ့မှာ Nice နဲ့ရင်ဆိုင်စားရမှာလည်းပဲဖြစ်ပါလိမ့်။ AC Milan ရဲ့33နှစ်ကျော်ဝေကွင်းဆန်ညကိုရချိုးပြီးအဝေးကွင်းဘီယင်းနေရာကိုရယူလာတဲ့ Louis Enrique ရဲ့ PSG Louis Enrique Bes တရင်အစီမလိုက်ရဲ့ဥရောပထေသီးကြီး၅ခုမှာကလောက်ရှိကြပြီးဖြစ်တဲ့အဝေးကွင်းရှုံးဝဲမကြီးမှတ်တမ်းဆန်ရင်ကိုရာချိုးပြီးတော့အဝေးကွင်းဘရင်နေရာလွှဲပြောင်းရယူလာပါလိမ့်။ PSG တရရမနီတုံးကနန်လက်နဲ့တကူစီသေးကြပြီးအနောက်ဥရောပအဝေးကွင်းဘရင်နေရာကိုရယူခဲ့တာလည်းပဲဖြစ်ပါလိမ့်။လေဝမ်ချမ်ပီယံဖြစ်တော့ပြီးဖြစ်တဲ့ BSD ရဲ့နန်းနန်းနဲ့တေးချပီးရဲ့နောက် AC Milan ရဲ့33နှစ်ကျော်ရောဘထေသီးလီကြီး9ခုမှာအဝေးကွင်းရှုံးမဲမကြီးအများဆုံးစံချိန်ကိုရချိုးလာလာလည်းပဲဖြစ်ပါလိမ့် အေစီမီလန်ရဲ့အဂိုဆက်ရှိနဲ့ဘေဘီယိုကာဗယ်လိုရဲ့လက်အောက်မှာ1992ခုနှစ်ကနေ1993နှစ်အတွင်းမှာလီဝေးကွင်းပွဲ38ပွဲဆက်ရှုံးပွဲပြည်မှတ်တမ်းရေးထိုးခဲ့တာလည်းဖြစ်ပါလိမ့်။အခုခေါင်းတော့ PSG ရဲ့နန်းတဲ့ကိုသေးကြပြီးတဲ့အချိန်မှာတော့အဝေးကွင်း39ပွဲဆက်ရှုံးပွဲမရှိစံချိန်ရေးထိုးလာခဲ့တာလည်းဖြစ်ပါလိမ့်။ PSG ရဲ့လီဂူဝမ်မှာနောက်ဆုံးအကြိမ်ဝေးဝင်းရှုံးပွဲတွေ့ခဲ့တာကတော့2003ခုနှစ်ဖေဖော်ဝါရီလတုန်းကမိုနာကိုအသင်းကို3-2နဲ့အရင်းနှီးခဲ့တာလည်းဖြစ်ပါလိမ့်။ ဝယ်ပြီးသင်းစားခြင်းလည်းမှာတော့ Louis Enri ကဒီကနေ့ကတကယ်ကို special နေ့ပါမီလန်အောင်စရာကောင်းတဲ့စံညကိုရိုက်ချိုးနိုင်လိုက်ပါပြီ။ဒါအသေးနဲ့ကျွန်တော်တို့အတွက်အပြုသဘောဆောင်တဲ့အောင်မြင်မှုလည်းပဲဖြစ်ပါလိမ့်။ဒီစံညကြောင့်ပြောတာအရေးကြီးပါလိမ့်။ဘာလို့လဲဆိုတော့ဒီဘက်ခေကဇာမောင်တွေနဲ့ရယူနေတာမဟုတ်လို့ပါပဲ။ကျွန်တော်တို့ကမီလန်နဲ့အဆင့်တူပါအဝေးကွင်းရှုံးဝဲမကြီးစံညနဲ့ပတ်သက်ပြီးတော့ပြောနေကြတာပါလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ဒါပြင်လေဝစ်အင်နီရီ BSD အသင်းရလက်ကျန်လီဂူဝမ်ပွဲစဉ်မှာရှုံးဝဲမရှိဘူးဆိုရင်တော့လီဂူဝမ်တမိုင်းမှာရှုံးဝဲမရှိဘဲချန်ပီယံဖြစ်လာတဲ့ပထမဆုံးအသင်းဖြစ်လေတမိုင်းမှတ်တိုင်းစိုက်ထူလာပါလေပဲဖြစ်ပါလိမ့်။လွေရန်လီမှာပထမဆုံးခေါ်ယူမှုအဖြစ်ပါရမီရှင်တယောက်ကိုခေါ်ယူဖို့သဘောတူညီရရှိခဲ့ပြီးဖြစ်တဲ့မန်ယူနိုက်တက်မိုင်းရတဲ့တရားလာမယ့်နေရာဒီမှာပထမဆုံးခေါ်ယူမှုအဖြစ်လီယာဘရီမာအန်ဇိုကာနာဗီယက်စ်ကိုခေါ်ယူဖို့သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါလိမ့် အလီဂွေရဲ့ပေါ်ပြချက်ရနေရသည်မှာယူရတဲ့အသင်းဟာလီယာဘရီနဲ့စာချုပ်တရန်ကုံဆုံးမဲ့ဆယ်ကျော်တန်းဆက်ဇာမာလီကာလာ VS ကိုအလုပြောင်းရွှေ့ရင်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိသွားခဲ့ပြီးဖြစ်ကြောင်းသိရှိရပါသည်အသက်ဆက်ရှင်ရဲ့အရွယ်တော်ရှင်နေတဲ့ပါမရှင်တက်ဆက်ဇာမဟာလီယာဘရီအရန်သိမ်းမှာကစားနေတာဖြစ်ပြီးမြန်တော်မြင့်ကစားနိုင်သူကောင်းတိုင်းစွမ်းရည်ကောင်းမွန်သူတန်ခန်တန်စွမ်းမှုနဲ့နေမဲ့ကြီးတဲ့လူငယ်ဇာမတယောက်လေးပဲဖြစ်ပါလိမ့် ။ဒေါ်လီယာဘီပရမာအသင်းကြီးအတွက်တဝဲမှာစားရခြင်းမရှိသေးပေမဲ့လို့စွမ်းဆောင်မြန်မာမှုကြောင့်ဥရောပထိုင်းနိုင်ငံတွေရဲ့ကိန်းတော့တွေရဲ့စောင့်ကြည့်ခြင်းခံရသူလည်းပဲဖြစ်ပါလိမ့်။ဂါနာဘီယာရဲ့ဘောလုံးမျိုးကနေပေါ်ပေါက်လာတာဖြစ်ပြီးဖောက်ခင်ဖြစ်သူအန်တွေဂါနာဘီယက်စ်မှာကင်မွန်းလေဝင်းစင်ဇာမားတယောက်ဖြစ်ပြီးကိုဖြစ်သူဂျိန်းအာမဲဂါနာဘီယက်စ်ကလည်းကင်မွန်းလေဝင်းစင်ဇာမားတယောက်လည်းပဲဖြစ်ပါလိမ့်။မိုင်ရတဲ့တရားခင်တော့ကလည်းလီယာဘရီအကယ်ဒမီထွက်ပေါ်ပေါ်ပါကိုထိတ်တန်းစားမတယောက်ဖြစ်အောင်အယောင်တင်ပေးခဲ့ပူပြီး ။ BM မှာလည်းပြင်းထန်စူပါစတား6ယောက်ကိုနေနိုင်မဲ့သူအဖြစ်ယုံကြည်နေတာလည်းဖြစ်ပါလိမ့်။ကနဘီယာဟာမိုနာကိုမာဆီလိုရဲ့ဆက်သွယ်မှုတကိုရရှိခဲ့ပေမဲ့လည်းယူနိုက်တက်ရဲ့ရွေးချယ်စီမံကိန်းကိုယုံကြည်ပြီးတော့အင်္ဂလန်ကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါလိမ့်။ကျေးဇူးတင်ပါတယ်။ဘဲဒမဲလောက်ကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ။